အခြေအနေပတ်သက်ပြီးတော့ပြည်သက်တွေကိုမျက်စိနှာအောင်မလုပ်တော့ဘူးလို့ဖြေထားဖြစ်တဲ့အတွက်အဲ့တိုင်းပါပဲ။ကိုကိုတော့အခုတော့ရင်းချက်နေချင်တာပဲပြီးလို့ရှိတော့じゃအသေးကွဲတယ်လို့ဟဲ့အရန်ပြော်သွားတယ်လို့မတော်တဆပေါ့နော်။2026ရက်2026 January ကိုအဲမင်္ဂလာသတင်းနဲ့ပွင့်မယ်ဆိုတာမဟုတ်ပါဘူး။3 4အဓိကတော့ဘဝမှာစိတ်ချမ်းသာတဲ့ပျော်ရွှင်နေပါလေလို့ 2026ရဲ့2026 January ကိုအဲမင်္ဂလာသတင်းနဲ့ဖွင့်မယ်ဆိုတာမဟုတ်ပါဘူးဒါပေမဲ့ဟိုခရီးတွေလျှောက်သွားနေတဲ့ကောင်မလေးတစ်ယောက်နေနဲ့ဖွင့်မယ်ဆိုရင်တော့ဟုတ်ပါတယ်အခုဒီနေ့ကနေစပြီးတော့အဲတောက်လျှောက်ပေါ့နော်အလုပ်တွေအဲလုပ်ဖို့ရှိတယ်ပွဲတွေတော်တော်များများလုပ်ဖို့ရှိတယ်အဲပြီးပြီဆိုလို့ရှိရင်ခဏလေးနားပြီးတော့ခရီးလေးပါလေးသွားမယ်ကိုကလေအဲ့နှစ်ခုပဲတန်နေရလဲနေရ2025လည်းဒါပဲအလုပ်လုပ်တဲ့ခရီးသွားတယ်2026လည်းဒါပဲအလုပ်လုပ်တဲ့ခရီးသွားတယ်ပေါ့နော်အဲ့လောက်ပါပဲ3 4 ရဆိုလို့ရှိရင်လည်းတချို့ကပတ်စံကို3100စုမီမှာ3000စုမီမှာခရီးသွားမယ်ဆိုတာမျိုးလောက်ကြရတယ်။ဒါပေမဲ့သူ့မလို့ရဲ့ lifestyle ကတော့အလိုမျိုးရရင်ဟို luxury သုံးနိုင်တဲ့ခါကျရင်သုံးနိုင်မယ် luxury မသုံးနိုင်ရင်တငယ်ချင်းချင်းချင်းပျော်ပျော်ရွှင်ရွှင်လုံးဝ basic package တွေနဲ့ခရီးသွားလိုက်မယ်။အဓိကကတော့ဘဝမှာစိတ်ချမ်းသာတဲ့တာလေးပျော်ရွှင်နေပါလေလို့ ော့အခုတော့ရင်းချက်နေချင်တာပဲပြီးလို့ရှိရင်တော့ကြာအသေးကွဲတယ်လို့ဟဲ့အရန်ပျော်သွားတယ်လို့မတော်တဆပေါ့နော်ကိုကအဲ့လိုမျိုးပရိသတ်တွေကို surprise တိုက်လိုက်ရတယ်ဘာလို့လဲဖြစ်နိုင်တာပဲဆိုတော့လေကိုကိုလည်းဘာမှတော့မသိတော့ပါဘူးဟိုဒါပေမဲ့အရင်တော့ထက်စားရင်တော့အဲ့လိုနည်းနည်းတည်ငြိမ်ရင်းချက်စွာနဲ့နေထိုင်နေရပေါ့နော်အလုပ်ကလေးတွေလုပ်တယ်ပြီးသွားလို့ရှိရင်နည်းနည်းအဲ့လိုလေးလာတင်ယူစရာလေးတွေကိုစုံကအရန်တော့ဟိုစူးစမ်းရတဲ့မှာတော့မပါပဲမဲ့အဲ့လိုနည်းနည်းတော့20%လောက်တော့လေးလာတင်ယူနေတယ် အဲ့လိုဘဝကိုအဲ့လိုကျိုးကျိုးဆက်ဆက်ချစ်ချစ်ကုတ်ကုတ်နေတိုင်းဖြတ်သန်းနေရယ်အဲဆုံးကနောင်နာရတတဲ့လူတွေမှာတော့မပါပါဘူးဆိုငွေတော့ဆိုစောင်းမွေးဖြည်တယ်လေစောင်းမွေးဖြည်တော့စောင်းမွေးမှာအဲ့နေ့မှာမဖြည်နိုင်ဘူးမဖြည်နိုင်ဘူးဒါပေမဲ့ဖြည်ပြီးွားပြီးတော့ပြန်လာတော့ပျော်လိုက်တာရံမယ်ပြီးွားပြီဆိုပြီးတော့လေဘာလို့လဲဆုံးကနောင်ကျောင်းလည်းမကြည့်တတ်ဘူးအခြေအနေနဲ့ပတ်သက်ပြီးတော့ပြိတ္တတွေကိုမျက်စိနှာကိုမလုံးတော့လို့ဖြေထားဖြစ်တဲ့အတွက်အဲ့ဒီတိုင်းပါပဲ။လုံးဝမလုံးတော့ဘူးပေါ့တိတိကျကျ ဟုတ်ပါတယ် Money loves me and it comes more Easy ဖြစ်တဲ့မှာရွေးချယ်လိုက်တာမဟုတ်ဘူးအဲ့လိုတစ်ခါကျရင်အဲ့လိုကို့မှာအဲ့လိုမိသားကို့မိသားစုပေါ့နော်ဥမာအိမ်မှာဖေဖေကတော့မရှိတော့ဘူးဆိုတော့မမေနဲ့ပေါ့အဲပြီးတော့မိသားစုဖြည့်ရှင်းစရာကိစ္စလေးတွေလည်းရှိရယ်ဆိုတော့အလုပ်တွေကိုစူးစမ်းခုအခုချိန်ကနံပါတ်1အရေးကြီးဆုံးပဲအဲ့ဒါတော့အမှန်ပဲပေါ့နော်ဆိုတော့အလုပ်ကိုသေသေးချာချာပို့ပြီးတော့ကြိုးစားနေပါလေ။အရင်ရေးချက်တဲ့မျိုးသမီးတယောက်ဖြစ်ပါလား။ Post ကတော့တိတ်မရှင်းချက်ဘူး။အားကြောင့်နေရ ောတာတပိကရဲ့မိဘတောင်းလို့တော့အားကျမလို့ထင်တယ်နော်အဲ့ဒါလေးအရာအကြပါတယ်ပြောပြပါဦးစကိုကြိုက်တဲ့အချိန်မှာပါအဲကိုကြိုက်တဲ့အချိန်မှာပါတယ်ကိုကြိုက်တဲ့အချိန်မှာပါတယ်ဒါပေမဲ့စုမောအဲသူ့ရဲ့မင်္ဂလာဆောင်လေးပေါ့နော်အဲ့လိုဆိုလို့ရှိရင်လေတကယ်လုံးဝအားကျတဲ့အချိန်မှာပါတယ်အော်လို့စိတ်ကူးနေချင်တာပေါ့ဟိုမင်းဒါပေမဲ့တခုတော့ရှိပါတယ်သူများမင်္ဂလာဆောင်ဥမာငယ်စဉ်လို့ဆောင်နေဆိုအေးငါကြောက်လို့ရှိအဲ့လိုဆောင်ပါဘယ်နေမှန်းသာမသိတာတွေ့ရပါအဲပြီးပြီဆိုရင်ဟိုအနုပညာရှင်ဆောင်ခဲ့ဆိုအေးဟုတ်ပြီငါဒီလိုဆောင်မယ်ပေါ့အခုဒေဗီကာတို့လည်းကြားကြ အော်ဟုတ်တယ်နော်အဲ့လိုလေးဆောင်တော့ဘလောက်အေးချမ်းလဲပေါ့လုံးဝအရင်းနှီးဆုံးမိတ်ဆွေလေးတွေနဲ့ကိုယ့်ရဲ့အိမ်လေးထဲမှာဒါပေမဲ့ဒါကတော့သူတို့သားကလည်းကိုသူတို့သမီးလေးရဲ့အရင်နေ့ပြောတဲ့ဟာလေးကိုစိတ်ထဲမှာသူအများနဲ့ရှိနေပြီးတော့စီစဉ်တာမျိုးလေးပေါ့နော်အဲ့လိုချစ်ချင်းမြတ်တာရင်းနဲ့ပတ်သက်ပြီးတော့အကုန်လုံးအားကြပါရဲအခုဒီနေ့လာတဲ့ငယ်စင်တို့ရောမဥကြော်တို့မမေစင်တို့ရောကွယ်စင်ပေါ်မှာနှစ်ယောက်နှစ်ယောက်အတွဲလိုက်တယ်ရမ်းချစ်ကြတဲ့တော့ရေဆိုတော့စမကတော့အားကြ96ကိုဘယ်လိုဖြတ်တမ်းမလဲအားကြခြင်းနဲ့ဖြတ်တမ်းမှာဖြစ်ပါရဲ့ အမ်စီကတော့အခုမော်လမြိုင်သူတော့မဟုတ်ပေမဲ့အဖွားကမော်လမြိုင်သူဆိုတော့တတိယစဆိုင်အခု Lucky Diamond ရဲ့ဒီပေါ့နော် promotion color ကြီးမှာမော်လမြိုင်ကိုရောက်ရှိလာဖြစ်ပါတယ်အဖွားရဲ့မွေးရည်မျိုးပြန်ရောက်လာပါပေါ့နော်အဲကျင်းတဲ့တော်ကဒီပွဲကိုအရန်ကျင်းတဲ့လဲဆိုမှာပါဘာလဲဆိုတော့မလေးပြောသူတွေပဲလေဟာလုံးဝကိုအင်ဂျင်တွေဝင်ပြီးလာရုံပဲတရောက်လို့ရှိရင်ကွက်ကွက်ကွက်ဆိုစင်ပေးလိုက်ရင်လုံးဝအပြည့်ဖြစ်သွား accessory ဆိုပြီးတော့အရင်တော့အများကြီးစဉ်းစားကြရမလို့ပြီးတော့စိန်ဆိုရလဲဘယ်ဝစ်စာနဲ့ဝယ်ဝယ်အရန်တင့်တယ်တဲ့ ိုယတနာပေါ့နော်အဲ့ခါကျတော့ဆိုလို့ဒီလိုမျိုးဝစ်စုံလေးပဲဝဲဝဲမြန်မာဝစ်စုံပဲဝဲဝဲခုတ်တွေပါတွေဝစ်တယ်ဆိုလို့ရှိရင်တော့မှစိန်ကလုံးဝအဲ့လို fashion jewelry နဲ့ fashion ကြကြပေါ့နော်ဒီဇိုင်းတေချာရွေးပြီးဝတ်မယ်ဆိုရင်အဲဒီအရန်ပို့ပြီးတော့ဘယ်လိုပြောမလဲကိုယ့်ကိုလင်းလက်သွားသလိုခံစားရရပို့ပြီးတော့လည်းမိုက်တယ်ပေါ့နော်အဲ့တော့တိုက်ပါတယ်နှစ်သိရောက်တော့မယ်ဆိုလို့ရှိရင်ဟိုတီတီတန်းတန်းပြင်နေနဲ့ရှင်းချင်တာပဲပြောရလေး စ조사ဘုရားအစင်းသိဖြစ်နေ2026ကမရောက်သေးဘူးဆိုအဲ့လိုမျိုးပဲပေါ့နော်အဲ့လိုမလုပ်ပါနဲ့လို့တကယ်နှစ်သက်ရောက်ခန့်နေမှာလုံးစရာလေးရှိရဲ့စွမလုံးဖို့စဉ်းစားထားတာပေါ့နော်တစ်နှစ်လုံးဖွာခဲ့တဲ့အခန်းကြီးကိုရှင်းမယ်ရှင်းပြီးွားလို့ရှိရင်အရင်တော့ဆိုအဲ့ဒီခန်းထဲမှာရှင်းပြီးတော့အင်းကြီးကိုအကောင်လုံးပေးပြစ်မပေးရတရားလည်းများရပါမယ်အခုကျတော့ရှင်းကိုပြန်ပြန်ပြောင်းပြီးတော့စဉ်းစားလိုက်တယ်ဟိုကဒီဟာတွေကိုပတ်စံနေနဲ့ပေးပြီးတော့ဝယ်ထားရတာဆိုတော့အကောင်လုံးတော့မပေးပြစ်ဘူးဒါပေမဲ့ လို့လုံးဝမထင်ထားလောက်တဲ့လို့ဈေးနည်းနည်းလေးနဲ့တခုခုกว่าဒီလားကိုတံမိုးလေးတခုအနေနဲ့တတ်မှတ်ပြီးတော့အကုန်လုံးရောင်းထုတ်ပလိုက်ရောင်းထုတ်ပြီးလုံးဝအဲ့ဒီအကုန်အကုန်ရောင်းထုတ်ပလိုက်ပြီးတော့အခန်းလေးရှင်းမြောင်ထားပြီးတော့အဲ့လို2026ကိုလေ minimalist လေးနဲ့နေကောင်းမလားဘောနော်ဖြစ်မဖြစ်တော့မသိသေးဘူးစုမ vlog လေးအခုရိုက်နေတာဆိုတော့ဖြစ်တယ်ဆိုလို့ရှိရင်တင်ပေးမယ်ပြောရတဲ့အချိန်ဖြစ်ပြီးဆိုပြီးတော့ပုံကိုလည်းတိတ်တော့မယုံဘူးကျွန်တော်ပြိတ္တတွေအားလုံးပဲနှစ်သစ်မှာ အဲအရင်တော့ကဘယ်လိုပဲစိတ်ညစ်စရာတွေတုံ့ငယ်ကြုံငယ်တောက်လျှောက်ဒီတောက်လျှောက်ပဲစိတ်ချမ်းသာခဲ့ရရဲဆိုတော့ပိုကောင်းတာပေါ့နော်။ဒါပေမဲ့နှစ်သစ်မှာပြိသက်တွေအားလုံးအဲစိတ်ချမ်းသာပါစေ၊ကိုကျမ်းမာပါစေ၊အမြဲတမ်းကြော်ရှင်ရပါစေလို့ဆုမွန်အောင်တောက်ပေးရပါရစေ။